တတဝါဒဘုံကိုဝါနေဝိညာဏတိတိတိရှိခုနပါရဲ့အတိတ်ပဲကိုတိလိုပါတယ်ဆရာခမညာမိတာများစွာဖြင့်ဆိုပြီးတော့မှဒီမေခွန်လေးကိုမေးထားပါတယ်ဆရာဘူပါရိတ်တာကြီးတွေမှာဘူပါတို့နှစ်စဉ်ရွတ်စုံနေကြဖြစ်တဲ့မေတ္တာပို့အမြဝေစာရမ်းမှာပါတယ်တတဝါဒဘုံကိုဝါနေဝိညာဏ ထစ်ဒီတီရှိခုနှစ်ပါးရဲ့အတိတ်ပဲကိုတည်လို့ပါတယ်ဆရာခမညာမိတာများစွာဖြင့်ဆိုပြီးတော့မှဒီမေခွန်းလေးကိုမေးထားပါတယ်ဆရာတတဝါဒဘုံကိုဝါနဲ့ဝိညာဏထစ်ဒီတီရှိခုနှစ်ပါးအဲ့ကြောင့်သိချင်တာပေါ့နော်အဲ့တော့တတဝါဒဆိုတာအမှန်တော့တတဝါလို့ရတီယာနေရာဌာနဘုံကိုပြောတာပဲအဲ့ဒါကိုးမှုရှိတယ်အဲ့ဒါဘုံကိုဝါအများသိကြတာကတော့32ဘုံလို့သိကြတာပေါ့နော်ဒီမှာတော့6ဘုံလို့ပဲပြောတာဒါတော့နည်းနည်းလေးရှင်းရမှာပေါ့လေနော် အဲ့တော့တတ္တဝါဒဆိုတာပါဠိလိုပြောရင်တတ္တအဝါဒတတ္တဝါဒတတ္တဝါတို့ရဲ့တရားမြညာနေရာကိုတတ္တဝါဒလို့ခေါ်တာပေါ့နော်အဲ့ဒါကိုယ်ကိုရှိတယ်။နောက်ဝိညာဏထေတီတရှိခုနဘာဆိုတာဝိညာဉ်ဝိညာဉ်ဆိုတာဒီနေရာမှာပဋိသန္ဓေဝိညာဉ်လို့ဆိုတယ်ဘုဒ္ဓဝိညာဉ်မဟုတ်ဘူး။အဲ့ဒါလိုပဋိသန္ဓေဝိညာဉ်ကအလုံး9ခုရှိတယ်။နောက်ဘုံကကိုယ်ကပဋိသန္ဓေဝိညာဉ်က9ခုပေါ့နော်ဒါကိုရှင်းရမှာပေါ့။အဲ့ဒါကိုမရှင်းခင်မှာသူကလုံးလုံးများသွားတာဟာ31ဘုံတော့ ဟိုနေရာဌာနဆိုတာအလုံးသိထားတော့31ပုံကတော့လူသိများတယ်ဒါကိုအရင်လေးရှင်းအောင်အခြေခံအမြင်နဲ့ပြောမယ်နော်အဲ့တော့31ပုံပြောပြီးတော့မှခုနကဘုံကိုဝဆိုတာဘာကိုချုပ်လိုက်တာလဲဝိညာဉ်တည်ရှိတဲ့ခုနှစ်ပါးဆိုတာဘာကိုဆိုလိုတာလဲလို့ရှင်းလို့ကောင်းတယ်အဲ့တော့31ပုံမှာပထမဦးဆုံးအခြေခံအမြင်နဲ့ပြောရင်အပယ်၄ပုံရှိတယ်ပြီးရင်လူပုံ၃ပုံရှိတယ်ပြီးရင်နတ်ပြည်၆ထပ်ရှိတယ်ပေါ့အလုံးပေါင်းရင်တော့၁၇ပုံဖြစ်သွားတာပေါ့အဲ့ဒါကိုကာမ၁၇ပုံခေါ်တာပေါ့အပယ်၄ပုံဆိုတာငရဲတလေးဆန်ပြည့်ကြသူတွေပဲပေါ့ ။နောက်အဘွားတက်လာရင်လူပုံတပုံပေါ့အခုကျွန်တော်တို့နေတဲ့ဟာပေါ့နော်။ပြီးရင်လက်ပြ6ထက်ရှိတယ်။အဲစတုမာရီတောက်ရင်သာယာမာတုသိတာနေမာနာရတိပရဏိမိတာဝတ္တဝတိပေါ့နော်။အဲ့တော့ဒါကဟိုမပြောမဖြစ်ပြောရတာပေါ့။စတုမာရီလို့ဘာကြောက်ခေါ်လဲယာမာဘာကြောက်ခေါ်လဲဆိုတာရှိတယ်။ဒါပေမဲ့ကျယ်ဝါးမှကြောက်လို့အဲ့လောက်ထိတော့မလို့သေးဘူး။အဲ့ဒါကိုကာမ7ပုံ7ပုံမှာလူပုံတပုံနဲ့လက်ပြ6ထက်9ပုံကိုကာမတုဂတိ9ပုံလို့ခေါ်တယ်။အပယ်လေးပုံရတ္ထိဆံပြည့်ကြသူတွေကကိုဒုက္တိလေးပုံလို့ခေါ်တယ်။ပေါင်းရင်၁၇ပုံဖြစ်တယ်။ အဲ့ဒါပြီးရင်ဂျမား20ရှိတယ်ဂျမား20နဲ့ခုနကကာမဆက်တဲ့ပုံနဲ့ပေါင်း30ပုံပေါ့ဗျာဒါအကြံပြင်းသိလို့ရတော့အဲ့ဒီဂျမား20ရလဲသူကဖြစ်ချင်တယ်လို့ဖြစ်ပြီးတည်နေတာမဟုတ်ဘူးသူကဇန်ရထားတဲ့ပုံကိုယ်လေးဆိုတော့ဇန်နဲ့ဆိုင်တဲ့ပုံတွေရှိတယ်ပထမဇန်ဆိုရင်ပထမဇန်3ပုံရှိတယ်ဒုတိယဇန်ဒုတိယဇန်3ပုံတတိယဇန်3ပုံသတုဒ္ဓဇန်9ပုံအဲ့ဒါကိုအလုံး16ပုံရှိတယ်နော်3 3 9နဲ့9နဲ့16ပုံအဲ့ဒါကိုယူပါ16ပုံလို့ခေါ်တယ် ရုံးမှန်နေရှင်တွဲပြီးရှိနေတယ်ပေါ့နော်အတ္တညာဇာပြမအလွယ်ပြီးရင်အာယုဘ၄ပုံဆိုတာရှိတယ်ယုတ်တရားမရှိဘူးနတ်တရားကြီးပဲရှိတယ်၄ပုံအဲ့ဒါပေါင်းလိုက်ရင်ပြမ20ပေါ့ပြမ20နဲ့ကာမ7ပုံနဲ့ဆိုရင်32ပုံပေါ့အဲ့တော့ပထမဇန်3ပုံဆိုရင်ဇမပါရိသေဇာပြမဘရောဟိတာမဟာပြမဆိုပြီးတော့နာမည်လေးတွေရှိတယ်ဒုတိယဇန်3ပုံဆိုရင်ပရိဒ္ဓဘာအပမနာဘာအာဘဒရာပေါ့တတိယဇန်3ပုံဆိုရင်ပရိဒ္ဓသူဘာအပမနာသူဘာသူဘဂိဏာပေါ့ သရုတ်တန်ခုနှစ်ပုံဆိုရင်သူကဝေဟဘူရဲ့အတ္တညတ်တရဲ့ပြီးရင်သုဒ္ဓဝါဒ၅ပုံဖြစ်တဲ့အာဝိယအတ္တပါသုဒ္ဓသာသုဒ္ဓစီအကနိဋ္ဌပြီးရင်အာယုပ၄ပုံဖြစ်တဲ့အာကာသနိသာယရဏဘုံဝိညာဉ်နိသာယရဏဘုံအာကိစညာယရဏဘုံနေဝတင်ညာနာတင်ညာယရဏဘုံဒါ32ပုံပေါ့ဘုဒ္ဓဘာသာဆိုရင်ဒီလောက်တော့သိထားရတာပေါ့လေ32ပုံဖြစ်အဲ့ဒီ32ပုံသိသွားပြီဆိုရင်ဘုံဒီမှာတတ္တဝါတွေနေကြတဲ့အခါမှာပြိတ္တန်နေစိတ်ကြီးရှိတယ် ပရိသတ်နေစိတ်ပထမဆုံးဘဝတစ်ခုရဲ့အစဆုံးစိတ်ပေါ့ဗျာအဲ့ဒီဘဝပရိသတ်နေစိတ်က16ပါးရှိတယ်ဒါလည်းကြမ်းပြင်းသိကြမှာမဟုတ်ဘဝ31ဘဝပရိသတ်နေရ16ပါးအဲ့တော့ဘာတွေလဲဆိုတော့အကုသလဝိပယဥပက္ခသန္တိရဏရဲ့အစာတွေတော့နည်းနည်းဆံမယ်နော်သူကမေးထားတာအဲ့လိုရှင်းမှမရတာအကုသလဝိပယဥပက္ခသန္တိရဏစိတ်တစ်ခုပြီးရင်ကုသလဝိပယဥပက္ခသန္တိရဏစိတ်တစ်ခု အာဝိဇ္ဇလဝိပက္ခဥပ္ပခာတန်တိရဏဆိုတာအပေပုံသားတွေရဲ့ပြိဇံတွေစိတ်တွေငရဲလိစ္ဆံပြိတာတွေပဲသူ့ဖြတ်နေနေတက်တော့အာဝိဇ္ဇလမဟုတ်တော့ကုသလပေါ့ကုသလဝိပက္ခဥပ္ပခာတန်တိရဏသည်ဇေဇန္တာပုဂ္ဂိုလ်တွေရဲ့ပြိဇံတွေကိုဝင်သုတိဇေဇန္တာဆိုတာဘာတွေလဲဆိုတော့ဆွမ်းအာနာမကြားတယ်မြင်မှုမှာပေါ့မွေးရပါကန်းလာတယ်တချို့မွေးရပါဆွမ်းလာတယ်အလာတယ်နားထိုင်းလာတယ်အမွေးရပါဟာကိုပြောတာပြိဇံတွေနဲ့ရှင်းတာအဲ့ဒါကိုဇေဇန္တာလို့ခေါ်တယ်နောက်တစ်ခါမဟာဝိပက္ခစိတ်၈ပါးရှိတယ်ပြိဇံတွေမှာလေမဟာဝိပက္ခစိတ်၈ပါးမှာနှမျိုးခွဲရင် ညာနာဝိပယု၄ပါးစီဒိဋ္ဌိပုဂ္ဂိုလ်တို့ရဲ့ပဋိသင်္ဍေဘုံရဲ့သုတိညာနာသံယုတ်၄ပါးစီတိဟိပုဂ္ဂိုလ်တို့ရဲ့ပဋိသင်္ဍေဘုံရဲ့သုတိဒိဋ္ဌိတိဟိကျိုးဆိုတာလေခွဲရရလေတရားအထုတ်တဲ့ခါကျအဲ့ဒါကိုကာမပဋိသင်္ဍေ၁၀လို့ခေါ်တယ်မာဝိပဿနာ၈ပါးနဲ့အကုသလဝိပယဥပကသန္တိဏတပါးကုသလဝိပယဥပကသန္တိဏတပါးအဲ့ဒါပဋိသင်္ဍေ၁၀ပါးဖြစ်သွားတယ်ပြီးတော့ယူဘဝဆရာပဋိသင်္ဍေစိတ်ကယူဘဝဆရာဝိပဿနာ၅ပါးရှိတယ်ပထမဇန်နဲ့သုတ္တဇန်တိ ရမဇံဝိပဿိတ်ဒုတိယဇံဝိပဿိတ်တတိယဇံဝိပဿိတ်သရုပ်ဒဇံဝိပဿိတ်ပြင်းစမဇံဝိပဿိတ်၅ပါးနောက်အယူပါကဝိပဿိတ်၄ပါးရှိတယ်ပရိသတ်နေစိတ်အာကာသနေစာနေစာယရဏဝိပဿိတ်ဝိညာဉ်နေစာယရဏဝိပဿိတ်အကိဉ္စညာယရဏဝိပဿိတ်နေဝတ္တညာနာစညာယရဏဝိပဿိတ်အဲပေါင်းလိုက်16ပါးရှိတယ်ပရိသတ်နေရ16ပါးဘုံက31ပါးအဲ့ဒါကိုမှသူကတတ္တဝါဒဘုံ9ကနေဝိညာဏထီထီတရှိ9ပါးဆိုတာသူကထပ်ပြီး combine လုပ်တူရတူရတွေဆွဲစုပြီးတော့ဟိုဆင်လိုက်မှာပေါ့နော်အဲ့ဒါလေးတစ်ချက်ဆက်ကြည့်လိုက်ပေါ့ အဲ့ဒီမှာဆိုရိုးကိုတော့ပထမဆုံးမှတ်ထားဖို့လိုတယ်။သူကဒါအပြီးတော့လာတဲ့ဟာဆိုတော့နော်နည်းနည်းစာတော့ဆန်တယ်။ဆိုရိုးဆိုတာကကျွန်တော်ခုပြောပြမယ်။နာနတ္တကာယနာနတ္တသင်္ကြီးဆိုတာတခုနာနတ္တကာယဧကတ္တသင်္ကြီးဆိုတာတခုဧကတ္တကာယနာနတ္တသင်္ကြီးဆိုတာတခုဧကတ္တကာယဧကတ္တသင်္ကြီးဆိုတာတခုနောက်အသင်္ကြီးဆိုတာတခုပြီးရင်အာယူဘ၄ခုပေါင်းလိုက်ရင်၉ခုရှိသွားတယ်။အဲ့ဒါကိုတတ္တဝါသဘုံ၉ဝါလို့ခေါ်တယ်။အဲ့ဒါကိုတခုကျင်းရှင်းဖို့လိုတယ်အကျင်းပဲပြောမယ်နော်။ နံပါတ်1နာနတ္တကာယနာနတ္တသင်္ကြန်ဆိုတာပါဠိစကားပေါ့ဗျာအလွယ်မှတ်မယ်လို့ဆိုရင်ကိုယ်ကွဲစိတ်ကွဲလို့မှတ်ထားတယ်နာနာဆိုတာအသေးသေးပေါ့ကာယဆိုတာခန္ဓာကိုယ်ပြောတာခန္ဓာကိုယ်အပြင်စုကြုံနေမြင်အသေးအကြီးပေါ့ဗျာအသေးသေးကွဲတယ်တဲ့နာနတ္တကာယဒါပေမဲ့နာနတ္တသင်္ကြန်တဏှိဆိုတာဒီညမှာသင်ညာကိုပြောတာပဲဒါပေမဲ့ပဋိစံနေစိတ်မှာရှိတဲ့သင်ညာကိုပြောတာဒါကြောင့်ပဋိစံနေစိတ်ရလဲအမျိုးမျိုးပဲတဲ့နာနတ္တသင်ညာနာနာဆိုတာအသီးသီးအမျိုးမျိုးပေါ့နော်အဲ့တော့နာနတ္တကာယနာနတ္တသင်ညာ ခန္ဓာကိုယ်အပြင်စီကြုံနေမြင့်မတူကြဘူးကွဲပြားတယ်နန္ဒတသင်ကြီးပြိဇာနေစီတွေကွဲပြားတယ်အဲ့ဒါကိုဘုံတစ်ခုပေါ့နော်စုလိုက်တယ်ဒီကအဲ့ဒါဘယ်ဘုံတွေလဲဆိုတော့လူဘုံနဲ့နတ်ပြည်၆ထပ်တယ်ခန္ဓာဘုံကာမသုဂတိခန္ဓာဘုံအဲ့တော့လူဘုံမှာလည်းပဲတိဦးနဲ့တူခန္ဓာကိုယ်မတူကြဘူးလေအကြီးသေးပါဒါထင်ရှားတာပဲနော်နတ်တွေမှာလည်းဒုံကြီးတွေသာပဲမတူကြဘူးအဲ့တော့လူပုံတပုံနဲ့နတ်ပြည်၆တက်စီနန္ဒတ္တကာယနန္ဒတ္တသင်္ကြီးလို့ဒီလိုမှတ်ရမယ်ဒါတခုပြီးသွားရောနော်ကိုကူမတခု ။ပြီးရင်နာနတ္တကာယဧကတ္တသဉ္ဇီ။နာနတ္တကာယဆိုတာခန္ဓာကိုယ်အပြင်အစုကြုံနေနေအသီးသီးဝဲပြားတယ်တဲ့။သို့တော့ဧကတ္တသဉ္ဇီပဋိဇာန်နေရတာတခုတည်းတဲ့။ခုနလည်းတော့မတူဘူးပေါ့နော်။အဲ့တော့ကိုယ်ကွယ်စိတ်ကျူပေါ့ပြောရင်တော့နော်။ခုနကကိုယ်ကွယ်စိတ်ကွယ်အခုကိုယ်ကွယ်စိတ်ကျူဒုတိယချက်ကအဲ့ဒါဘယ်ပုံနေလဲဆိုတော့အပယ်လေးပုံသားတွေနဲ့ပထမဇန်ပုံသားတွေအပယ်လေးပုံသားတွေကနာနတ္တကာယ ခန္ဓာကိုယ်စုချုပ်နေမြင်မတူဘူးကွာငရဲစိတ်ဆံပြိတ္တာအသူတွေကတူးနဲ့တူလုံရစံပုံဟန်နမိတ်တူတာမှမဟုတ်ပဲနော် USA ရဲ့ဒါပေမဲ့ပဋိသန္ဓေစိတ်ကတော့တခုတည်းပဲခုနပဋိသန္ဓေစိတ်16မှာပထမအဦးဆုံးပြောတဲ့အကုသလဝိပဥပ္ပခာတန်တိဒနာစီအပေပုံသားတို့ရဲ့ပဋိသန္ဓေဘဝင်စုတိနောက်ပထမဇန်3ပုံသားတွေပထမဇန်3ပုံသားခုနကျွန်တော်ပြောတယ်ဗြဟ္မပါတိသစ္စာဗြဟ္မပရောဟိတမဟာပြမ3ပုံရှိတယ်ပထမဇန်မှာ3ပုံအဲ့ဒီပထမဇန်3ပုံသားတွေကပထမဇန်ဝိပဿိတ်တစ်ခုတည်းနဲ့ပဲပဋိသန္ဓေနေကြတယ် နန္ဒတ္တကာယကခန္ဓာကိုယ်အပြင်အသိစိတ်မတူဘူးပရမဇန်ပုံကားတွေဒုတိယဇန်ပုံကားတတိယဇန်ပုံကားမြန်မာတွေခန္ဓာကိုယ်အစုချုပ်နေမြင်မတူဘူးပြိဇာအချမ်းရံမတူဘူးကိုယ်ရောင်ကိုယ်ဝါချင်းလည်းမတူဘူးကွဲပြားကြတယ်ဒါပေမဲ့သူတို့ရဲ့ပြိဇာနေစိတ်ကပရမဇန်သုံးပုံမှာရှိနေတဲ့သတ္တဝါမြန်မာတွေမှန်သမျှဟာခုနကပြိဇာနေစိတ်ကတခုပဲပရမဇန်ဝိပဿနာတပါးနဲ့နေကြတယ်လို့ပြောတယ်အဲ့နှစ်ခုပြီးသွားအောင်နန္ဒတ္တကာယနန္ဒတ္တအတ္တိပြီးပြီးနန္ဒတ္တကာယဧကတ္တတ္တိပြီးပြီးနောက်တတိယချက်ကဧကတ္တကာယနန္ဒတ္တတ္တိ เอกัตตกายะဆိုတာခန္ဓာကိုယ်သူจုံနေမြင့်တခုတည်းတူတူပဲတပြေးတည်းပဲ same site ကြီးပေါ့เนาะဒါပေမဲ့ပฏิစံနေခြင်းကြတော့တမျိုးမကဘူးအမျိုးမျိုးနာနာပေါ့เนาะနာနာတသိဉ္စီဆိုအမျိုးမျိုး꿰တယ်အဲ့ဒါဘာလဲဆိုဒုတိယဇံပုံစံတွေပြောတာဒုတိယဇံပုံစံတွေကဒုတိယဇံဝိပဿိတ်နဲ့တတိယဇံဝိပဿိတ်နှစ်ပါးနဲ့တစ်ပါးပါးနဲ့ပฏิစံနေနေနိုင်တယ်တတိယဇံဝိပဿိတ်နဲ့လည်းနေနိုင်တယ်ဒုတိယဇံပုံမှာဒုတိယဇံဝိပဿိတ်နဲ့လည်းနေနိုင်တယ်ဒါကြောင့်ပฏิစံနေစိတ်ကတော့꿰ပြတယ်တခုမကဘူးပေါ့เนาะ ဟုဘုဆိုတော့เอกဝုမဟုတ်ဘူးကွာအဲ့ဒါကြောင့်เอกတ္တกายအနန္တထသင်္ကြီးလို့ခေါ်တယ်နောက် တစ်ခုเอกတ္တกายเอกတ္တသင်္ကြီးလေးခုမြောက်သွားပြီเนาะเอกတ္တกายခန္ဓာကိုယ်စုကြုံနေမြင့်တူတူပဲ same site တွေပဲပဋိဇာဏ်ဉာဏ်စိတ်ကလည်းတစ်ခုတည်းစီပဲတစ်ခုစီပဲရှိတယ်ပေါ့เนาะသူညီသောပဋိဇာဏ်ဉာဏ်စိတ်ရှိတယ်ပေါ့အဲ့ဒါကဘာလဲဆိုခုနကတတ္တယဇံပုံစံနဲ့သရုပ်ဓဇံပုံစံ၄တတ္တယဇံပုံစံ၄သရုပ်ဓဇံဝိပဿိတ်၄တတ္တယဇံပုံစံတို့ရဲ့ပဋိဇာဏ်ဉာဏ်ပုံဝင်သုတိ ရင်ဆမဇံဝိပဿိတ်ဒီသရုတ်ဒဇံပုံစံတို့ရဲ့ပဋိဇံနေဘုံစုတိဒီတစ်ခုချင်းနဲ့ပဲသူတို့နေကြရတယ်ပေါ့နော်ခန္ဓာကိုယ်ကလည်းတပြေးညီတယ်ပဲတူတူပဲကိုယ်ရောကိုယ်ကပါအဲ့တော့နော်ခြားနာမှာပေါ့ခန္ဓာကိုယ်ရှုကြုံနေမြင်တူတူပဲပဋိဇံနေစိတ်ကလည်းတစ်ခုတည်းအဲ့တော့တတိယဇံမှာဆိုရင်ပြမပဋိဇံပြမပရောဟိတမဟာပြမပထမဇံပရိဒ္ဓဘာအပ္ပမနာဘာအပ္ပသရာဒုတိယဇံပရိဒ္ဓသုဘာအပ္ပမနာသုဘာသုဘကိဏပုံအပြင်၃ခုပေါ့ဒါပေမဲ့အဲ့ဒီမှာရှိတဲ့တတ္တဝါတွေပြမာတွေပေါ့နော်အကုန်လုံး same site ပဲခန္ဓာကိုယ်ရှုကြုံနေမြင်တူတူပဲ တူရတဲ့သူ့ကိုဧကတ္တကာယလို့ခေါ်တယ်သူတို့ရဲ့ပဋိသင်္ဈေစိတ်ကလည်းပဲတဘုံမှာတစိတ်စီမဟုတ်ဘူးသုံးပုံစလုံးဘယ်သူပဲနေနေခုနကတတ္တရဇံပုံစံဖြစ်တဲ့အတွက်သရုတ်ဒဇံဝိပဿိတစ်ခုတည်းနဲ့ပဲနေတယ်နောက်ပြင်းစမဇံမှာခုနှစ်ပုံရှိတယ်အသိညတ်တရဲ့ဝိဟပ်ဖို့ရဲ့နောက်နောက်ပြီးတော့အဝိယအတ္တပသုတ္တသာသုတ္တသာသုတ္တတိအခဏိဋ္ဌာအဲ့ဒီမှာသူကအသိညတ်ပြန်မာကိုဖယ်လိုက်ဖယ်လိုက်ရင်ကျွေးတဲ့6ပုံသားတွေဟာပြင်းစမဇံဝိပဿိနဲ့သူပဋိသင်နေနေတယ်6ပုံတော့ပုံကအဲ့ဒီမှာရှိတဲ့တတ္တဝါတွေ ဧကတ္တကာယလုံညဇရံပုံကနေမိတူတူပဲမတိဇန်နေစိတ်ကပစ္စမဇန်ဝိပဿိတ်တစ်ခုတည်းနဲ့နေတယ်အဲဒါနည်းနည်းသူစာခံလေးတွေရှိမှသူကချိတ်ဆက်လို့တော့ရတာပေါ့ဗျာနော်ဒါပေမဲ့မပြောရင်လည်းမသိဘူးလေပြောရမှာပေါ့နော်အဲအဲ့လိုမျိုးပြောတယ်အဲ့ဒါကဧကတ္တကာယဧကတ္တသိညီနောက်အတ္တညီတပုံရှိတယ်၄ခုပြီးသွားတော့၅ခုမြောက်ပေါ့အတ္တညီအတ္တညီဆိုတာတဏှာမရှိဘူးယုံကြည်ပဲရှိတယ်အသင်ညသက်ပြန်ပါခုနကသရုပ်ဒဇံ9ပုံလေးကတပုံကိုချွင်းထားခဲ့တယ်လေသူ6ပုံကိုယူထားတယ်ပြဇံပဇံဝိပဇံအဲ့ဒီအသင်ညသက်ပုံလေးတစ်ခုရှိတယ် အဲအဲ့ဒါကိုပါထည့်လိုက်တာပေါ့နော်အသင်ကြီးဘုံဆိုတာတတ္တဝါထဲမှာထည့်ထားတယ်။သင်ညာဆိုတော့ပရိသတ်နေစိတ်မရှိတော့လဲပဲအဲ့ဒီမှာရှိတဲ့ယုတ်ကြီးပဲငုတ်တုံရှိနေတဲ့ဒီမို့လဲလျှောင်းမရှိနေတဲ့ထိုင်နေထိုင်ရလျားရှိနေတဲ့အဲ့ဒီအသင်ညာသက်ပြမလေးဟာကံကြောင့်ဖြစ်တဲ့ယုတ်တွေဖြစ်တဲ့အတွက်သူ့ကိုတတ္တဝါစင်းနဲ့ထည့်ထားတယ်။ကံကြောင့်ဖြစ်တာမဟုတ်ဘူးမထည့်ဘူးပေါ့ဗျာ။ဥမာအပင်နေရှိကြဗျာ။ဟိုအစာအစာရေစာကိုမျိုးစာတွေကို absorb လုပ်တာတို့ရှင်သန်တာပွင့်တာတို့သိတာတို့ရှင်နာသိတာတွေပြောပြမယ်အဲ့ဒါတတ္တဝါမဟုတ်ဘူး။ သတ္တဝါပုံလည်းမထည့်ဘူးเนาะသူကသူဘာကြောက်လဲဆိုကံကြောက်ဖြစ်တဲ့ရုပ်တွေမဟုတ်ဘူးစိတ်ကြောက်ဖြစ်တဲ့ရုပ်မရှိဘူးသတ္တဝါတူကဘယ်ကံလို့လို့တည်တဲ့ခါမှာဘယ်သက်ပင်ဖြစ်သွားတယ်ဆိုတာလည်းမရှိဘူးဒီလိုကံကြောက်ဖြစ်တဲ့ရုပ်တွေမဟုတ်ဘူးသူတို့မှာဥဒုဆိုတဲ့ခုနရင်းမြေလေးမီးပေါ့เนาะအာဟာရဆိုတဲ့ဒီခုနပြောတဲ့လေရှူတာပါညာပေါ့เนาะလေလည်းအာဟာရပဲရေလည်းအာဟာရပဲလေအဲအဲ့ဒါကြောင့်ဒီရုပ်နှစ်ပါးပဲရှိတယ်စိတ်ကြောက်ဖြစ်တဲ့ရုပ်ဥဒုကြောက်ဖြစ်တဲ့ရုပ် ဟုတ်ကံကြောဖြစ်တဲ့ရုပ်တွေမရှိတဲ့အတွက်တတ္တဝါဆင်းနေမသိဘူးခုနအသင်ညသပြမှာနန္တရားမရှိဘူးမရှိတော့လည်းပဲသူ့မှာရှိတဲ့ရုပ်ကဇီဝတင်စရိယရုပ်ဆိုတာကံကြောဖြစ်တဲ့ရုပ်အဲ့ဒီကံကြောဖြစ်တဲ့ရုပ်ကြောင့်မို့သူကမပုတ်မချိုးပဲနဲ့ကဘာ900တိုင်တိုင်သူကခန်းနေတာလေသစ်ပင်ရံသူကသူပြင်ပြက်စီးသွားတာပဲเนาะအဲ့လိုလေးကွာတာပေါ့ဗျာအဲ့တော့အသင်ညီပုံတပုံထည့်ရတာပေါ့နော်နန္တရားမရှိတာချိုးကြီးပဲတက်တက်ပြီးရင်အာယူဘ၄ပုံအာယူဘ၄ပုံဆိုတာလည်းတစ်ခုစီပဲ အာဂတနိဉ္ဇာယရဏဝိပဿိတိအာဂတနိဉ္ဇာယရဏဘုံသားတို့ရဲ့ပဋိသင်္ဍေဘဝင်သုတိစိတ်ပဲဝိညာဉ်နိဉ္ဇာယရဏဝိပဿိတိဝိညာဉ်နိဉ္ဇာယရဏဘုံသားတို့ရဲ့ပဋိသင်္ဍေဘဝင်သုတိအာကိဉ္ဇညာယရဏဝိပဿိတိအာကိဉ္ဇညာယရဏဘုံသားတို့ရဲ့ပဋိသင်္ဍေဘဝင်သုတိဖြစ်ပြီးတော့နေဝတ္တညာနာတင်ညာယရဏဝိပဿိတိနေဝတ္တညာနာတင်ညာယရဏဘုံသားတို့ရဲ့ပဋိသင်္ဍေဘဝင်သုတိအဲ့တော့ပြန်ပြောရင်တတ္တဝါဒဘုံ၉ပါပေါ့နော်အဲ့တော့ တတဝါဒဘုံကိုဝါမှာခုနကျွန်တော်အနှစ်ပြန်ချုပ်ပြီး conclusion ဆွဲလိုက်မယ်နော်နန္ဒတ္တကာယနန္ဒတ္တသင်္ကြီးတဘုံကိုယ်ခွဲစိတ်ခွဲနန္ဒတ္တကာယဧကတ္တသင်္ကြီးတဘုံကိုယ်ခွဲစိတ်တုဧကတ္တကာယနန္ဒတ္တသင်္ကြီးတဘုံကိုတူစိတ်ခွဲဧကတ္တကာယဧကတ္တသင်္ကြီးတဘုံကိုတူစိတ်တုပြီးရင်အသင်္ကြီးတဘုံရုပ်တရားတွေရွေးရှိတယ်ကိုတူပေါ့ပြီးရင်အာယူပါ၄ပေါ့ဉာဏ်တရားတွေရွေးရှိတယ်စိတ်တုပေါ့ ေါင်းလိုက်ရင်တတ္တဝါဒဘုံကိုဝါတတ္တအာဝါဒတတ္တဝါဒတတ္တဝါတွေရဲ့တရားမီယာဘုံကိုဝါအဲ့ခုခုပဲเนาะပြီးတော့ဝิญညာဏတိတိတိရှိခုနှစ်ပါလို့ဆက်ပါတာပေါ့ဝิญဉာဏ်တိတာကြတော့ခုနှစ်ခုပဲရှိတယ်တဲ့တိတိဆိုတာတိရှိတာပေါ့เนาะတိရှိတာအဲ့တော့ဘုံအပြင်၉ပါးရှိတယ်ဝิญဉာဏ်ရှိတာခုနှစ်ပါးပဲရှိတယ်ဒါဖြင့်ဘယ်ခုနှစ်ပါးကဝิญဉာဏ်ရှိတယ်လဲလို့ပြောရင်ခုနှစ်ပါးကိုပြောရင်ရှင်းနေမှာပေါ့မရှိတဲ့နှစ်ပါးကိုပြောပြီးနှုတ်လိုက်ရင်ကျန်တာရှိတဲ့ဟာပေါ့เนาะခုနကတတ္တဝါဒဘုံကိုဝါ၉ပုံပြောပြီးပြီ ဝိညာဏတိတိတိရှိခုနှစ်ပါးဝိညာဉ်ရှိတာခုနှစ်ပါးပဲဆိုမရှိတဲ့နှစ်ပုံပြောမယ်နံပါတ်1အတ္တဉာဏ်ပုံဖွင့်လိုက်တင်ညာမရှိဘူးပဋိစ္စံနေဝိညာဉ်မရှိဘူးเนาะအဲ့တော့ယုတ်တရားရွက်ရှိတဲ့အတ္တဉာဏ်တဘောအခုနောက်ဆုံးဖြစ်တဲ့ဘဝပေါ်ဗျာအထက်ဘဝအောက်ဝီစီဆိုကြာဦးမှာပေါ့နေဝတ္တဉာဏ်နာတဉာဏ်ယတနာပုံအိုးအမြင့်ဆုံးပဲ32ပုံမှာထိတ်ဆုံးပါပဲနေဝတ္တဉာဏ်နာတဉာဏ်ယတနာနေစဉ်းစားရင်အောက်ကအပယ်၄ပုံပဲအပယ်၄ပုံမှာငရတ္တိဆံပြိတ္တာသူတကယ်ဆိုရင် ငရဲကအောက်ဆုံးပါပဲငရဲမှာလည်းရှစ်ထက်ရှိတယ်မလားသင်္ဆုကာလတို့သင်္ကာရရောရောရူကမှာရောရူကတာပါဏမဟာတာပါဏအဝီစီအဝီစီကအောက်ဆုံးပဲလေ32ဘုံရှင်လိုက်ရင်အထက်ဘဝက်ဆိုတာတပ်ပတ်ဘဝက်ခေါ်တာပေါ့အဲ့ဒါကနေဝတ္တညာနာတင်ညာယန္နဘုံအောက်အဝီစီဆိုတာကအပေလေးဘုံကအဝီစီအဲ့တော့တပ်ပတ်ဘဝက်ဖြစ်တဲ့နေဝတ္တညာနာတင်ညာယန္နဟာအယူပဇန်စိတ်တွေနဲ့နေတဲ့အမြင့်ဆုံးဘုံနေဝတ္တညာနာတင်ညာယန္နရဲ့ဘုံရဲ့ အတိဘယ်ကတင်ညာရှိသည်လည်းမဟုတ်ရှိသည်လည်းမဟုတ်မရှိသည်လည်းမဟုတ်အဲမြတ်စွာဘုရားရှင်မသိနိုင်ဘူးအဲ့တော့နန္တရားတွေကအဲ့ဒီပုံမှာရောက်တဲ့နန္တရားဟာတင်ညာရှိသည်လည်းမဟုတ်မရှိသည်လည်းမဟုတ်ဆိုတာနန္တရားဆိုတာကျွန်တော်တို့မမြင်ရဘူးနော်ဒီဟိုဒီလောက်အမြင့်ဆုံးနန္တရားကိုမပြောနဲ့ကျွန်တော်တို့အနုံစားခြုံရရှိတယ်ကျွန်တော်တို့တန်တန်မှာရှိနေတယ်သိစိတ်ဆိုတဲ့နန္တရားကျွန်တော်တို့မမြင်ရဘူးသိလက်သိခွင့်မရဘူးအကဲခတ်ဖို့လည်းတော်တော်ခက်ခဲအဲ့ဒီလောက်အနုံစားခြုံရနန္တရားပုထုရှင်တယောက်ရဲ့နန္တရားတော့သိရခဲ့ရင် အစင်းစင်းမြင့်သွားတယ်မြန်မာတွေရဲ့ထက်ဆုံးဖြစ်တဲ့နေဝသညာနာသညာယန္တဆိုဖះပြောလို့လာသိရတာအဲ့ဒီပုံရှိကြဆိုဘယ်လိုမြင်မလဲမျက်စိနဲ့လည်းမမြင်နိုင်ဘူးတွေနော်အခုနန္တရားတွေနဲ့ညံတရားတွေနဲ့သိဖို့ကလည်းပဲအမတန်သိဖို့ခက်ခဲသွားပြီတဲ့အဲ့ဒါကြောင့်အဲ့ဒီနေရာဟာနေဝသညာနာသညာသညာရှိစီလည်းမဟုတ်မရှိစီလည်းမဟုတ်ဖြစ်တဲ့အတွက်သူ့ကိုဖယ်လိုက်တယ်တဲ့သာမန်လူတွေသမန္တဗုဒ္ဓလွှဲရင်ကျန်တဲ့လူမသိနိုင်တော့ခါကြတော့အငင်းပွားစရာပဲရှိဘူးအဲ့တော့ဖယ်လိုက်တဲ့ခါကြတော့နှစ်နေရာဖြစ်သွားတယ်အသိဉာဏ်သားကိုခုဖယ်တယ် ဝိညာဉ်မရှိဘူးနေဝတ္တညာနာတညာယနာဒီဝိညာဉ်ရှိတော်လဲရှိသည်လဲမဟုတ်မသိရင်အကမတန်ခက်ခဲတဲ့အတွက်သူ့ကိုဖယ်လိုက်တယ်ဖယ်လိုက်တော့ဘလောက်ကြံလဲကိုယ်လေးကနှင်းတော့ခေါနဲ့အဲ့ဒါကိုဝိညာဏတိတိတိရှိခုနပါလို့ခေါ်တယ်။နောက်တတဝါဒဘုံကိုဝါနဲ့ဝိညာဏတိတိတိရှိခုနပါများစွာလုံးစုံဘုံ37ဖြစ်ဖြစ်သမျှဝိနည်းဓာတ်သာတန်းအဲ့ဒါကခုနအဘိုးသိမ်းချေးမိရဲဆိုတာအဲ့ဒါပေါ့နော်။အဲအဲ့တော့အဲ့ဒီအဓိပ္ပာယ်ကတော့အဲ့ဒါလိုပဲ37ဘုံကိုပြမယ်။ပရိစ္ဆေန်29ပါးပြမယ်။တူရတူရယုတ်တူရနန်တူရပရိစ္ဆေန်တူရတွေကိုဆွဲစုလိုက်တဲ့အခါ တတဝါဒဆိုတဲ့တတဝါရဲ့တိရမီယာကိုဌာနကိုပုံပဲရှိတယ်ဝိညာဉ်တိရာကြတော့ခုနှစ်ပုံပဲရှိတယ်အသက်ညတ်နဲ့နိဗ္ဗာန်ညာနာညာရဏကိုပဲပါတယ်လို့နော်ဒါတော့လုံလောက်ဝေးချင်ပါ